ဟုတ်ကဲ့ပါရှင်ညီမနှောင်ရဲ့တင်ရောစဉ်အပိုင်းနှစ်လေးထပ်မံရရှိလို့လာပါပြီရှင်ဆလန်းလေးမကြည့်ခင်မှာ VPN လေးလဲခံပေးကြအောင်နော်မုတ်တင်တရားလာဒေါ်ကြီးလဲကမှာခြိုင်ငိုနေရင်နဲ့ပိုင်းစာလာခဲ့ပါတယ်ဒီလိုနဲ့သူ့အဖေပေးထားတဲ့ထမင်းထုတ်လေးကိုဖြည့်စားနေရှာတာပေါ့ဒီလိုစိဥလူဖက်မှာလာကြည့်စားအောင်ပါဥလူတရားတော့အမလီအေးအေးချမ်းချမ်းနဲ့ ဒီလောက်အေးရတော်ရဲ့ထဲမှာငါသမီးလေးဘလို့နေမလဲမသိပါဘူးဟာသူ့ဒီလိုရေရွတ်နေလိုက်ရင်သူ့သမီးလေးငငယ်တော့ငါပုံမြင်ရလာခဲ့ပါတယ်အမလီသမီးလေးမသိရင်သမီးလေးဟာအဖေသမီးလေးရဲ့အဖြစ်မွေးပွားလာပြီလို့အဖေအရင်ကိုကျေးဇူးတင်တာပဲကွာမလီကြည့်စမ်းမအောင်ကြည့်စမ်းမအောင်မျက်နှာလေးကလည်းပါပေါင်းပေါင်းလေးနဲ့ချစ်စရာလေးကွာငါသမီးလေးဟာ ဒီလိုနဲ့ဥလူကလည်းသူ့အပြစ်ကိုသိလာခဲ့ပါတယ်။အမလီအဖေသမီးလေးမဟုတ်ဘူးအဖေခွင့်လို့ပေးပါသမီးရဲ့ငါပါတယ်လုံလိုက်မိတာတော့ဟာသူအဲ့လိုသတိရလာပေးတဲ့အချိန်မှာအပြေးအလွားနဲ့သူ့သမီးကိုပြန်သွားရှာတာပေါ့သူ့သမီးကိုပြန်တွေ့မလားမတွေ့ဘူးလားဆိုတော့နန်းနဲ့တတူဆက်ကြည့်ရအောင်နော်သမီးလေးမှတ်သေးမှတ်သေးသမီးရဲ့အဖေသမီးကိုပြန်လာရှာပြီနော်သမီးလေးသမီးလေး ။ပမာရှိနေရလဲသမီးလေးရဲ့အပြည့်ကိုထူအောင်လေသမီးလေး။ဦးလူဟာအပြည့်အလွားနဲ့ညကြီးမုတ်ချုပ်ထဲမှာလေ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 ာနဲ့ဆိုတော့အဟုတ်ဒီချမကြည့်မိပဲခလုတ်တိုက်ပြီးတော့သူ့ချီးပုံပြန်သွားနှမ်းမိတာပေါ့။သမီးလေးရဲ့အပြည့်ခွင့်လွတ်ပေးပါကွယ်။သမီးလေးပယ်လေရောက်နေတော့သူနှောင်ကြတွေရပြီးတော့သမီးဖြစ်သူကိုအော်ခေါ်နေတဲ့ချိန်မှာမွေဟောက်ကြီးတကောင်ကသူ့နှဖူးကိုလာပေါက်သွားလိုက်ပါတယ်။ ိုးလူကမုတ်တင်းကိုတောထဲမှာသွားပစ်ထားမယ်လို့ကြံရွယ်လိုက်တာဟောမှာသူကိုယ်တိုင်ကပဲတောထဲမှာမှွေပေါက်ခံရပြီးတော့တည်နေတာကြည်စမ်းမအောင်တည်တာတော့ကောက်ကမတည်ရအောင်ချီးပုံရင်းဖက်နှမ်းပြီးတော့တည်လိုက်ရတာတနှောစရာလေးပါဟဲ့ဒါဆိုရင်အိမ်မှာစောက်နေတဲ့မုတ်နင်းကိုလက်ကြည့်ကြရအောင်ပါအဖေနဲ့အမကလည်းကွာဘယ်တိလျှောက်သွားနေရလဲမသိဘူးအခုချိန်ကြီးပြန်မလာသေးဘူးငါ့ကိုဓမင်းင်းနဲ့ချက်ထားခိုင်းပြီးတော့ဓမင်းင်းနေတောင်အေးကုန်တော့ပါ အိတ်ချင်လိုက်တာဟာမွနီရလေစောင်းရတာပြင်းလာတာနဲ့အိယာတဲ့ဟွေအိတ်လိုက်ပါတယ်ဒီလိုနဲ့မွလင်းလာတော့မွတင်ရလေဒေါ်ကြီးလည်းကမှနောက်တပတ်ပြန်နိုးချလာခဲ့ပါတယ်သူမင်းညာသမင်းစားတာလည်းအကုန်မကုန်သေးဘူးတော့ဝက်ပဲကုန်လာဆိုတော့မနဲ့မိုးလင်းလာတာဘိုက်စားတာနဲ့ဂျန်တက်တော့ဝက်ကိုထက်စားလိုက်ပါတယ်။အင်း ိုက်စားလိုက်တာဟာငါကလည်းမနဲ့မိုးလင်းလာပြီဆိုတော့လေဘိုက်ကစာနေပြီမင်းညတော့ငါအကုန်မစားသေးပါဘူးဘာဒီချန်တည်းကလည်းမသိဘူးအော်ဒီမှာချက်ဥတလုံးတော့ချက်နေတယ်မို့တင်ရလေသူချက်ဥခွဲနေတဲ့အချိန်မှာပဲတော်ဆောင်နဲ့တောင်ဆောင်နဲ့တွေကလူကောင်းတွေကူညီတဲ့သဘောအနေနဲ့အဲ့ချက်ဥတဲမှာရွှေချက်လေးတကောင်ပေါက်ရောက်လာခဲ့ပါတယ်ဒီလိုမြင်တော့မို့တင်ရလေအရန်ကိုလှက်ပြန့်သွားခဲ့တာပေါ့ ဟမ်ဒါကဘလို့ကြောက်ဥလဲဟအဖေကပြုတ်ပြီးကြက်တော်ကြက်နေလေတိုင်မဲ့အထဲကကြက်ပေါက်လေးကမတည်သေးတဲ့အပြင်ချက်ချင်းကိုအကောင်ကြီးလာတော့တာပဲသမီးလေးမလန့်ပါနဲ့အမလီကြက်ကစကားပြောနေတယ်အမလီမွေးလာတဲ့ခရက်ငါတကားမှဒီလိုမျိုးကြက်မမြင်ဖို့ဘူးဒီမှာငါကိုယ်တိုင်မင်းကိုအကုန်လုံးပြောပြမယ်ဒါပေမဲ့မင်းမလန့်နဲ့နော် ငါကအစွဲရှိတဲ့ရွှေချက်ပဲမင်းဘလို့ဖြစ်ပြောဒီတော့ထင်ရောက်နေအောင်ဆိုငါကုန်တိတယ်တကယ်တကယ်ဟာမင်းအဖေကိုတိုင်ရပဲမင်းကိုဒီတော့လဲမှာလာပြစ်ထားလိုက်ကြပြီးတော့ချီးပုံကြီးနေရကရှောက်ပြီးတော့ပါထခထားတယ်တကယ်လို့သမီးကအဖေကိုအော်ခေါ်တယ်ဆိုရင်အဲ့ချီးပုံကိုပြန်ထိုးပေးပါဆိုပြီးမထားသေးတာဟမ်မဟုတ်ဘူး ဒါဆိုရင်အဖေကသမီးကိုမချစ်ဘူးပေါ့မငိုပါတဲ့ကောင်မလေးရဲ့ငါမြင်းဖြစ်ချင်တဲ့အရာတွေအကုန်လုံးဖြည့်ဆည်းပေးမင်းမင်းအိမ်မပြတ်နဲ့တကယ်လို့မင်းအိမ်ပြတ်မယ်ဆိုရင်အဲ့လူတွေကမင်းကိုပါတတ်အောင်မှာအက်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 ကောင်မလေးအကျွတ်နန်းဆောင်တဆောင်စပေးလိုက်စမ်းနတ်အပေါင်းတို့ကမှုတ်သိန်းကိုကုညီတဲ့အပြင် အဲ့မော်ချက်လေးရလေမွသည်နေဖို့အတွက်နန်းဆောင်လိုအိမ်ကြီးတစ်လုံးပါစောက်ပေးလိုက်ပါသေးတယ်။ရွှေချက်လေးရဲ့အရန်ကိုကျေစွတင်တာပဲအိမ်လေးကအရန်ကိုလာတာပဲရပါတယ်ဘာမှမဖြစ်ပါဘူးပြီးတော့ကျမပိုက်တွေစားနေပြီအိုက်စာနဲ့အဲ့ထဲဝင်စားလေတမီးရဲ့အဲ့ထဲမှာအကုန်လုံးပြပြဆုံဆုံရှိပြီးသားသွားပြီနော်อืมအိမ်ကြီးကလည်း အကြည့်ကြည့်ပဲပြီးတော့အရန်လာတာပဲအထဲကိုဝင်ကြည့်အောင်ပါပဲဒီလုံးနဲ့သူအိမ်ထဲကိုပတ်ကြည့်လိုက်တဲ့အချိန်မှာစပွဲဘော်ကစားဆရာဆုံဆုံလင်လင်နဲ့ကြက်ပေါင်ညောကြက်ကင်ညောဝက်ပေါင်ညောစိတ်သားညောစုံလင်နေတဲ့စပွဲလေးကိုတွေ့လိုက်တာပေါ့အမလီနန်းအောင်သူ့ကိုကြည်နေပိုက်စားလာပြီဒီမှာပြိသက်လေးတို့လာပြောပြနေတာအခုချိန်ကြီးထမင်းတောင်မစားရသေးဘူးအဲ့ဒီချိန်မှာပဲ မို့ဆိုးတယောက်ကတောထဲကိုရောက်လာခဲ့ပါတယ်အဲမို့ဆိုးကမို့ဆိုးကြီးဆိုပေမဲ့တတော်ဝတသိမမွားလေးတွေဆိုရင်ဒုက္ခရောက်နေတာတွေ့တယ်နဲ့သူကချက်ချင်းကူညီပြီးသားပဲဟမ်ကြည့်ပါအောင်အဲ့ဒီချိန်ကြားလေးကတော့သူတက်တယ်မလို့တက်ပင်ပေါ်နေခုံချမယ်လုံနေတာအဲမဖြစ်ပါဘူးအသက်တချောင်းကယ်ကောင်းပါတယ်လေငါကြည့်လောကထဲမှာမနေချင်တော့ငါပြေချင်တယ်အေးပါအောင်ချိန်ကြားရဲ့ မင်းကဘာလို့ကိုယ့်ကိုတက်သေးမှလဲတကယ်လို့မင်းမိဘတွေတည်တယ်ဆိုရင်တော်တော်စိတ်ထိခိုက်ရမှာဟာငါရဲ့အချက်ချင်းလေးရရင်ကောင်နဲ့တောင်းနေလိုက်ပြီးငါလုံးဝမခံစားနိုင်ဘူးငါဒီလောက်ကလည်းမနေချင်ဘူးငါတိတ်ချင်နေဒီမှာငါပြောပြမယ်ချင်းချာမင်းဒီလိုမလုံနိုင်စမ်းကောင်မလေးရဲ့အတွက်နဲ့ဒီလိုအဖြစ်မခံနိုင်စမ်းတကယ်လို့မင်းမိဘကတည်တယ်ဆိုရင်ရင်ကွဲပြီးတည်ရမှာ အဲ့ဒီဖြုတ်လွတ်ထားလိုက်စမ်းပါဖြုတ်မှတရားမှအများကြီးပဲဟုတ်ပြီလားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပညာရှိမဆိုးကြီးဟမ်နေပါဦးမင်းကငါမဆိုးမဲဘယ်လိုလုပ်သိရတော့အာငါမင်းရဲ့ဘွေနေတယ်ဆိုပြီးအကိစ္စမသိရမှာလို့အေးဟုတ်သားပဲမင်းကဒီနေ့ကိုညီပေးထားတဲ့အတွက်မင်းကိုကျေးဇူးဆက်တဲ့အနေနဲ့ကောင်းရင်လည်းကောင်းအရင်မှပါတဲ့မင်းကလေးတယောက်ကိုမင်းကိုခေါ်သားပေးမယ်ဟာ ီလိုဆိုရင်ပို့ပြီးကောင်းလာဖို့ဟာတော်တော်ဆွာချင်းသားငါအမြင်မြန်သာခေါ်သွားပြီးစမ်းဒီလိုနဲ့ချင်းသားလေးကလည်းမော့ဆိုးကိုခေါ်ပြီးဒေါ်ကြီးလေကောင်မှရှိနေတဲ့ကောင်မလေးချောချောလေးကိုခေါ်သွားပြလိုက်တာပေါ့အဲ့တရားလည်းဘသူမှတော့မဟုတ်ပါဘူးနန်းစာမှာနေနေတဲ့မွသင်းပါပဲဟုတ်လားဟုတ်လားမချောလားအေးဟုတ်ပါအရင်ကိုချစ်စရာကောင်းလာပဲကွာမော့ဆိုးကြီးကလည်းမွသင်း လက်သာဆောင်မှာလာပြီးလင်းညင်းခံနေတဲ့ချိန်မြင်သွားတော့မြင်မြင်ချင်းချက်မိသွားခဲ့တာပေါ့အမလီငားလေမြို့တွေရွာတွေပေါ်မှာလေမိန်ကလေးထောင်ပေါင်းမကမြင်ဘူးတာဟေးဒီလောက်ချောလာတဲ့မိန်ကလေးငါတကားမှမမြင်ဘူးအေးမိန်ကလေးဆိုနေပြရမလို့ကာဖေငါတော်ဝင်နေကြည့်ရပေါ့โอเคโอเคโอเคဆိုနေတော့ပြီဟေး ဒီလိုဆိုရင်တော့မရတော့ဘူးဟာမဆိုရင်မင်းရလေဘာလို့ဒီတစ်ပင်မှာလာနေနေရတော့စင်စမ်းဒီလိုနဲ့မဆိုရလေတစ်ပင်ပေါ်နေစင်ပြောပန်းတပွင့်မြ мян စင်စင်တာခိုးကမတင်ရဲ့အင်တကားကိုလာခောက်လိုက်ပါတယ်ဟယ်လိုအင်ရှင်ရှင်းလားမသိဘူးအာဟုတ်ကဲ့ရှင်းပါတယ်မဆိုရင်ဘာကိစ္စရှင်းလို့လည်းမသိဘူးဟမ်ညီမလေးကအခုတော့သိနေပြီဟာဘာလို့မသ ရမှာလေမဟုတ်ဆိုရလေချင်ကြရမဟုတ်ဆိုရအကြောင်းကိုကျမအကုန်လုံးလာပြောထားပြီးသားဒါဆိုရင်ညီမလေးကအခုရင်ထဲကခန်းစားချက်တွေကိုတီးပြီးလာပြီပေါ့နော်อืมတီးပြီးပါပြီကျမနာမည်ကမော်တင်အသက်19နှစ်ပါအာတွေ့ရတာဝမ်းသာပါတယ်ညီမလေးအကိုကမဟုတ်ဆိုရဖို့တည်တဲ့อืมကိုကအသက်20ရွာထဲမှာဆိုရင်အချောဆုံးနော် အမလီပို့ပြီနော်မပို့ပါဘူးကိုတကယ်မချော့လို့လားอืมဒါဆိုရင်ကိုတို့ချစ်သူဖြစ်ကြရင်မကောင်းလားဟွန်းရုပ်တရက်ကြီးပါလားအော်ညီမလေးရဲ့မြင်မြင်ချင်းအချစ်ဆိုတာဒီလိုပဲလေကိုအချစ်လက်ခံနေဆိုရင်ဒီဘန်းလေးယူလိုက်ပါနော်ဟုတ်ကဲ့ပါချစ်သူဆိုရင်လည်းချစ်သူပေါ့အာဟာဒီတခါတော့မိမရပြီဟာဒီလူတွေအားလည်းဒီမမအောင်ကြပြလိုက်ရတာ ။နာအမနာနာရှိမလာပြီးချစ်ပြတယ်လေကြာ။ငါမမိလေကျနော်မအသေးပွေးလာတာပါဆို။မိကဲဆိုမတည့်ရလို့ဒီလိုနဲ့ဘိုးတေနဲ့မိုတင်တို့ကလည်းချစ်ချစ်ခင်ခင်နဲ့အဲ့ဒေါ်ကြီးထဲမှာနေလာတာအခုစဉ်သားလေးတယောက်တောင်ရနေပါပြီသူတို့အိမ်ချောင်းရင်ကဘလို့ပြစ်မလဲဆိုတာနည်းနည်းတူတူလိုက်ကြည့်ကြရအောင်ပါရှင်อืมအဖေအဖေဒါအဖေကိုတခုမေးစရာရှိလို့ဖေရဲ့ဟွန်း ငါသားဘာမေးမလို့တော့မေးလေသားလေးဟုတ်လေအမေနဲ့အဖေကချွချွလေးတားအကျတော့ဘာလို့ဖပြုတ်နေလဲလူညတော့အမလီအမေသားလေးရဲ့ဘာလို့ဒီလိုစကားပြောရတာလို့မိသားလေးရဲ့အမေသားလေးရလေကဘာပေါ်မှာအချောဆုံးဟုတ်ပြီလားဒါမိရဲ့သားတယောက်တည်းလားဟာအဖေရဲ့စိတ်လျှော့ပါအဖေရဲ့တော်ချင်းတွားတာကြီးနေမြင်မြန်အိုတယ်နော်ဖေဟွန်း ငါဒီလိုလေးမေးတာအဖေရောလည်းစိတ်ကောက်နေကြတာဟုတ်တယ်ဟုတ်တာပဲလေအဖေအောင်ချောအမေအောင်ချောငါတမဖပြုတ်ပြီးနေတူနေရမိုးတင်တို့ဓာဖနေရောက်ထွက်သွားလိုက်တာငါးနှစ်လောက်ရနေပြီဆိုတော့အိမ်မှာစောင့်နေတဲ့အမွန်နေကလည်းအတွေးတွေဝေးလာခဲ့တာပေါ့ဟွန်းအဖေနဲ့အမကလည်းမြင့်သွားရှိုးတာလည်းငါးနှစ်လောက်လောက်ရှိနေပြီအခုချိန်နေအိမ်ပြန်မလာသေးဘူး ငါ့ကိုထမင်းကြီးချက်ထားခိုင်းလိုက်တာလဲငါနေ့တိုင်းနေ့တိုင်းချက်ထားပြီးတော့စောင့်နေရအခုဆိုရင်ဘာမှစားစရာတော့မရှိတော့ဘူးအင်းဒါမှမဟုတ်အဖေနဲ့အမတော်ထဲမှာတည်သွားရလားမသိဘူးဒီလိုဆိုရင်လည်းကောင်းသားပဲဒီအိမ်နဲ့အိမ်ထဲမှာရှိတဲ့ပစ္စည်းမှန်တည်းငါအဥ္စကြီးပဲကောင်းလိုက်တာတိုင်မေသူတို့နေရာတကယ်သိပြီလားမသိသေးဘူးလားဆိုရင်ငါသိချင်သေးတယ်ဒီလိုနဲ့မွန်းနေရလေ အင်ရှိကဘဲစိရင်စီတွားပြောစစ်တောင်းနေခဲ့တာပေါ့။ဒါတို့ဒါတို့ဒါတို့တကယ်လို့အဖေနဲ့အမကအသက်ရှင်နေသေးတယ်ဆိုရင်ဒီဘဲသီးတွေဟာကျမကိုလမ်းပြပေးပါ။ဒါတို့ဒါတို့ဒါတို့အမလေးကတုံးဆိုတဲ့အတိုင်းပဲနော်ဟိုမှာ။သူများနတ်စင်းနေဖရားတွေစီစွတ်တောင်းတာပါ။သူ့အလဲရောင်မှာဘဲသီးစင်ကြီးမှာတွားပြီးတော့စွတ်တောင်းနေတယ်မလေးဟဲ့။ဟိုမှာကြည့်အဲ့ဘဲသီးရလဲ။ ပဲနွယ်လေးရတကယ်ယူမို့တဲ့တို့အရောက်သွားတာမိုးနေရလေအဲ့ပဲနွယ်နောက်လိုက်သွားရင်လေမို့တဲ့တို့နေတဲ့နေအိမ်လေးကိုရောက်သွားထဲရပေါ့အဖေတို့နှစ်ယောက်အသက်မရှိပါစေနဲ့ဒါမှအိမ်မှာကြံခဲ့တဲ့ပစ္စည်းတွေအိမ်တွေခြံနေဟာငါအတွက်ဖြစ်လာမှာအမလီဝေးလိုက်တာဟမ်ဟမ်အာငါအမမလားမို့နေရလေသူ့အမဖြစ်သူယောက်ျားနဲ့ကလေးနဲ့ ရှိနေတဲ့အချိန်မှာမြင်လိုက်ရတော့အယံကိုလှန်သွားခဲ့တာပေါ့ပြီးတော့သူ့ယောက်ျားလည်းအယံကိုချုံမောနေလို့လေဟမ်ငါမအသက်ရှင်နေသေးတယ်ဒါအပြင်ယောက်ျားနဲ့ကလေးပါရသိုက်ပြီအော်ဒီကောင်မသူ့ဟာသူတီတော်ထဲမှာတယောက်တည်းကောင်းစားနေရပါလေဟုတ်လားငါမတော့ဝါတိုင်ထို့ဝါခေထယံကပြီးတက်ကဲမိုးထတဲ့အိမ်မှာသူတို့နှင်းနှင်းညံ့ညာစောင့်နေလိုက်တာသူကတော့ တိုက်ကြီးမှာဟိုမှာနန်းတော်ကြီးကြညာပဲဒီထဲမှာလာပြုံမှုညာပေါ့လေရုပ်ကဖြစ်ငါလောက်လေချောတာလည်းမဟုတ်ပဲနဲ့ရလိုက်တဲ့ယောက်ျားချွတ်ချော့မော်မော်လေးသူ့ယောက်ျားငါယောက်ျားဖြစ်လာစေရမယ်အမလီမွန်နေရတော့နမင်နဲ့မလိုက်ရုံမာလိုက်တဲ့စိတ်ကြတော့ပြောမနေနဲ့ဟိုမှာအမဖြစ်သူကောင်းစားတာတော့မြင်ရတော့သူ့မှာမခင်မရနိုင်ဖြစ်နေလိုက်တာဒီလိုနဲ့နောက်တရရောက်တော့ မော်ဆိုးကသူတို့မိသားစုစားဖို့တောက်ဖို့ဆိုပြီးတော့တော်တဲ့မှာဟင်းသီးဟင်းရွက်လေးတွေရှာဖို့ထွက်လာခဲ့လိုက်ပါတယ်။အော်ဒီမှာသူထွက်သွားပြီထွက်သွားပြီဒီတခါတော့ငါ့အတွက်အခွင့်ရေကောင်းမယ်ဟာတီလုံးနဲ့မွန်နေကဘာတွေကြံစီအောင်မလဲမသိဘူးဟိုမှာမွတ်သိန်းတို့အိမ်ကိုတကားသွားခောက်နေရဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါတကယ်လို့ ဒီအိမ်မှာလူရှိတယ်ဆိုရင်ထွက်လာပါဦး။သတင်းကောင်းပြောစရာလေးရှိလို့ပါ။ထွက်လာပါဦး။ဟဲညီမလေး။မင်းကဘလို့လို့တီကိုယောက်လာတာတော့။ဟဲအမ။ညီမလေးအမကိုဒီမှာလာတွေ့လိုက်တာ။အရန်ဝမ်းသာတာပဲအမရဲ့။ညီမလေးကအမငါးနှစ်လုံးလုံးလိုက်ရှာနေခဲ့တာအခုမှပဲတွေ့တော့တယ်။နင်ကဘာလို့ငါ့ကိုလိုက်ရှာနေသေးရလဲ။အမှန်ဆိုရင်မင်းကြောင့်ငါတီတော်ကြီးထဲမှာလာနေနေရတာမဟုတ်လား။အားဟုတ်တယ်အရင်ထားလိုက်ပါအောင်အမရဲ့။ တကယ်လို့ညီမလေးကအဲ့လိုစိတ်ပုတ်ရှိတယ်ဆိုရင်တော့ညီမလေးကအမရဲ့ညီမလေးဖြစ်နေတော့မဲမလားအမရဲ့အေးငါကတော့လေမင်းလိုမျိုးညီမမရှိချင်ဟုတ်ပြီလားဟုတ်ပါပြီအမရဲ့တကယ်လို့အမညီမလေးမလိုချင်ဘူးဆိုရင်လည်းညီမလေးပြန်လိုက်ပါအောင်မယ်အေးပြန်လေးဒါဆိုရင်လည်းဟုတ်ကဲ့ညီမလေးသွားတော့မယ်နော်နေအောင်ငါနဲ့ကိုနေမထုတ်လည်းရပါတယ် ဟီဟီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အမဒါဆိုရင်ညီမလေးကိုနေမထုတ်ဦးဆိုရင်ညီမလေးကိုအမနဲ့ဒီမှာတူတူနေခွင့်ပြုပါနော်အမဒီလိုဆိုရင်ညီမလေးတို့တသက်လုံးပြည့်ပြည့်ရွှင်ရွှင်တူတူနေရတော့မယ်အမရဲ့อืมဒါနဲ့အမမြင်မဆားရတာကြာပြီမလားညီမလေးလမ်းမှန်လာရင်းနဲ့လေမြင့်တွေချိုးလာတာအများကြီးပဲပုံထားတယ်အာတူတူသွားယူရအောင်လေအမရဲ့တားလေးတားလေးတားလေးဘာလုပ်နေလဲအမေတားအိမ်ကတက်နေတာဘာလို့လဲမင်းရဲ့ အော်အေးအမေဒီမှာညက်လေးပါလေးသွားချိုးမလို့အသားရဲ့သားအိမ်မှာစောင့်နေနော်သားလေးအော်ဟုတ်ကဲ့ဟုတ်ကဲ့အမေဟိုအကြိုင်ရသွားမနေနဲ့အောင်နော်အမေခဏနေကြရင်အဖေကပြန်လာတော့မှာဒါဆိုရင်သွားကြမလဲညီမလေးဒီလိုနဲ့သူတို့ညီမနှစ်ယောက်ကတောထဲကိုရောက်လာခဲ့ပါတယ်တောထဲမှာပြားအောင်တွေ့တဲ့ချိန်မှာမွန်နေကကောက်ချစ်တဲ့စိတ်တက်နဲ့သူ့အမအော ပြားအောင်တဲ့တက်ယူခိုင်းလိုက်ပါတယ်။သူ့အမတက်သွားတဲ့ချိန်မှာသူကတစ်ပင်ကိုဖျက်လိုက်မယ်ဆိုပြီးရောပေါ့။ဟိုမှာဟိုမှာအမမီတော့မယ်မီတော့မယ်။မြင်းမြန်ယူလေးအမတော်ချင်နေပြားရရအကုန်လုံးထွက်လာကုန်တော့မယ်အမရဲ့။ဟုတ်ပါပြီညီမလေးရဲ့အမလည်းဒီမှာစူးစားပြီးယူနေရလေ။မြင်းမြန်လို့မြင်းမြန်လို့တော်ချင်နေပြားရရအမတော့မှဆိုလို့ပြောနေတာပါ။ဒီတခါတော့မို့တဲ့နင်းသိပြီးသားမှတ်တော့။ညီမလေးညီမလေးကဘာကိစ္စလဲ။ တပင်းကြီးကိုလောက်နေရတော့ဒီမှာအမပြုတ်ကျတော့မယ်။အော်ဘာမှမဟုတ်ပါဘူးအမရဲ့ဒီမှာလေပျော့စိတ်တွေ့လို့အမဒီပျော့စိတ်ကြာကိုက်ရင်အရင်နာမှာအဲကြောင့်လို့အမကိုတက်ပြီးသွားကိုက်မှာဆိုလို့ညီမလေးကတက်ပေးနေတာအမရဲ့ညီမလေးညီမလေးတော်တော်ဒီမှာတပင်းကြီးအရင်လောက်နေပြီးအမကြောက်တယ်ညီမလေးတော်တော်လို့ဒီမှာပြားတွေကအကုန်လုံးလောက်နေပြီး တော်စနေပြားရအမလာကြိုက်တော့မယ်ညီမလေးတော်တော်လို့ပြောနေရလေတီစန်းတီစန်းကောင်မငါအာမဒါအရေးတဲ့တီတက်ပင်ကပါလို့မချိုးတရတော့ငါဒီလောက်ထုနေရတော့မချိုးနိုင်သေးဘူးကွာဒီကောင်မလေးရတော့ကွာဟမ်နင်ကဘလို့လို့ဆင်းလာတော့ရောကွာတီစန်းဒီလိုနဲ့မို့တင်ဆင်းလာတဲ့ချိန်မှာမို့နင်ကဒေါသတကြီးနဲ့သူ့လက်ထဲမှာကင်ထားတဲ့ချောက်ခဲကြီးကို လမ်းထိုးလိုက်တာကောင်းမှန်သွားပြော့။တတိလစ်သွားခဲ့ပါတယ်။မော်တင်တတိလစ်နေတော့မော်နေကသူသိပြီလို့ထင်နေခဲ့ပါတယ်။အခုကျတော့ငါ့အမသိပြီ။ဒီလိုဆိုတော့လေပဲဆိုးလို့တော့ငါကြံ့။အခုစရင်သူ့ယောက်ျားကလည်းငါယောက်ျားဖြစ်လာတော့မှာ။ဒီလိုနဲ့မော်နေကသူ့အမရဲ့အဝတ်အစားတွေချို့ယို့ဝတ်ဆင်ပြီးသူ့အမအလားကိုမေမြုပ်လိုက်ပါတယ်။ဟာဟာဟာ အမဒီမြေကြီးထဲမှာအေးအေးဆေးဆေးအိတ်အောင်နော်ကျမကတော့ဤဆက်နေတဲ့ကရင်ပေါ်မှာနွဲ့နွဲ့ထွေးထွေးအမယောက်သားနဲ့သွားအိတ်ပြီးလိုက်မယ်သူကတော့သူ့အမမေမြုပ်ပြီးရချိန်မှာအိမ်ကိုပြန်သွားခဲ့လိုက်ပါတယ်အမေဘာလို့ဖုန်းလာကြည့်ညာတော့အမေရဲ့ဂျာငါကိစ္စဟဲ့ဟွန်းအမေကလည်းမနေ့တော့တောင်းအတွင်းကြိုက်ချုပ်ပြီးမယ်လို့ပြောထားလေဒီကောင်ကတော့မေလကြီးနေပဲလေ ကောက်ကိုတော့ချောက်ပါလားဟွအမေကခါတိုင်းနေနဲ့လည်းမတူပါလားဒီကောင်ကတော့ကွာငါပသာငါပါလို့လို့ပေါ့ဟွဒီသားမိเนี่ยပါရင်ဆူညံဆူညံလောက်နေရတော့ဟင်အကူအကူပဲသွားနေရတော့ကိုရဲ့ဩဒီလိုပါဟိုမင်းတို့သားမိเนี่ยစားဖို့တော့ထဲမှာပါလေးရှိမလဲဆိုပြီးတော့သွားရှာနေတာဟွန်းကိုကလည်းတိုးထဲသွားတာအသားလေးပါလေးတော့ယူမလာဘူးဟမ်အသားဟုတ်လားအင်းဟုတ်တယ်လေ မွနင်းအောမဟုတ်မွတင်းအောချေအသားနေစားချင်လာလို့လေဟမ်ဒီနေ့မင်းပါဖြစ်နေရတော့ငါလုံးဝသူများအသက်ကိုမတက်တော့ဆိုတော့မင်းမသိဘူးလားမင်းပါဖြစ်နေရပြောစမ်းအော်ဘာမှမဖြစ်ပါဘူးကိုရဲ့ဟိုကျမဒီနေ့နည်းနည်းလေးကောင်းမွန်နေလို့ပါဘာမှဖြစ်ပါဘူးဒါဆိုရင်ကိုရှာလာတဲ့ဟင်းနေပေးလीကျမသွားချက်လိုက်မယ်အေးရော့ရော့ရော့ယူသားယူသား ဒီလိုမြင်တော့မော်ဆိုရလေသူ့မိမောင်တန်တရားဝင်လာခဲ့ပါတယ်ပြီးတော့သူ့ရဲ့လောက်ရက်တရားလည်းအရန်ကိုတန်တရားဝင်စရာကောင်းနေခဲ့ပါတယ်ဘာလို့လဲဆိုရင်အခုနောက်ပိုင်းသူတို့ရဲ့သားလေးကိုပဲပကံနေစေခိုင်းအိမ်မူကိစ္စတွေခိုင်းနေခဲ့တာအရင်တော့မှုတ်တင်းစိန်သူ့သားကိုတကားမှတော့ခိုင်းဖူးတာမဟုတ်ဘူးလေမြင်မြန်စေးလေဒီကောင်လေးကတော့ပကံလေးစေးတိုင်းတော့တမနဲ့လုံးစေးနေတော့တာပဲမြင်မြန်တော့ အမေကလည်းတန်းဒီလောက်မှစိတ်တက်တော့အမေလည်းဝင်စေးပြုံးလေအေးဒီနေ့မင်းပကံမစေးပြီးမကျဲထမင်းစားရမယ်မထင်နဲ့ပြီးတော့အရင်တော့မှုတ်သိန်းဆိုရင်အရန်ကိုတက်လက်ပြီးယောက်ျားနဲ့ဒါလေးမထခင်မှာသူကချက်ပြုတ်ပြင်ဆင်ပြီးတော့မနှက်စာအစင်သင်ပြစ်နေပါပြီ အခုကခုနှစ်နိုင်ရှစ်နိုင်ရတော့သူကအိတ်ဟောက်လို့ကောင်းနေတုန်းပါပဲပြီးတော့သူမနှက်ထလာပြီးဆိုတော့လေထမင်းဟင်းချက်မယ်မဟုတ်ဘူးနော် ဟိုမှာတချင်းနဲ့လာကနေရအဖေအဖေအဖေတားလို့မတွေ့ဘူးလားအမေကတနေ့တနေ့ထူးခြားလာတယ်လို့ပဲအရင်ကနဲ့လည်းမတူတော့ဘူးဖေရဲ့ဟုတ်ပါတားလေးရအဖေကလည်းနားမလည်နိုင်ဖြစ်နေတာအဖေဒေါ်ထမ်းမှာအသေးရွက်လေးတွေသွားရှာပြီးပြန်လာတော့ဒီလိုဖြစ်နေတော့တာတားရဲ့တနေ့တနေ့သူ့အရန်ကိုပြောင်းလဲနေတာအင်းတားထင်အမေတခုခုမြောင်ဝင်ပူးခံနေရတာလားမသိဘူး ဒါရဲ့ဘာမှမဟုတ်ဘာမှမဟုတ်နော်ရှေ့လျှောက်တွေးနေနေတော်စနေတညလုံးကြောက်လန့်ပြောင်းငိုနေအောင်မယ်နေအမေကသူ့အတူထူဆန်းချက်နဲ့ထူဆန်းမစီတော့ဟုတ်ပြီလားဒါလေးဟုတ်ကဲ့အဖေဒါဆိုရင်လေဒီတိုင်းပဲထားလိုက်ပါတော့အမလီပြောလိုက်တာကိုကိုလာလီတူတူကရအောင်ဟုတ်ကဲ့ပါရှင်ဘလူတွေဆက်ဖြစ်သွားမလဲဆိုတာအပိုင်းသုံးမှာစောင့်မျှော်ကြည့်ရှုအားပေးစားပါအောင်ရှင် ရိသက်တွေတောင်းဆိုထားတဲ့အချိန်တပိုင်းလေးလှုပ်ပေးပါလားဆိုတာဘာလို့မလှုပ်ပေးရတာလဲဆိုတော့อืมတကယ်လို့တပိုင်းလေးလှုပ်ပေးလိုက်ရင်ရိသက်တို့ကနန်းကိုမှေ့သွားမှာစိုးလို့ပါ